အဘိသမယသံယုံနခသိခာတုတ်တရားဒေသနာတော်အကျွန်ုပ်သည်ဤသို့ကြားနာခဲ့ရပါသည်အခါတပါ၌မြတ်စွာဘုရားသည်သာဝုထိပြီအနာတပိတ္တိဤအယံဖြစ်သော ဇေတဝံကြောင့်၌တည်င်းသောနေတော်မူ၏ထိုအခါမြတ်စွာဘုရားသည်လက်သေးဖျား၌မြေမှုအနေငယ်ကိုတင်၍ယဟန်တို့ကိုမိတ်တော်မူ၏ယဟန်တို့ထိုအရာကိုအဘယ်သို့မှတ်ထင်ကုန်သနည်း လက်သေးဖြာ၌ငါတင်ထအသောမြေမှုအနေငယ်နှင့်ဤမြေကြီးသည်အဘေကမြန်သည်ဟုမိတော်မူ၏အရှင်ဖျားထိုမြေကြီးသည်သာလျှင်အလွန်များလှပါ၏လက်သေးဖြာ၌ မြတ်စွာဘုရားတင်ထားအပ်သောနေပါလှသော မြေမှုန့်သည်အနေငယ်မျှသာသည်မြတ်စွာဘုရားလက်သေးဖြာ၌တင်ထားအပ်သော မြေမှုန့်အနေငယ်သည်ဤမြေကြီးကိုထောက်ထားလျင်အစိတ်တရားစေ၍တစိတ်ကိုမျှမမီနိုင် အစိတ်တထောင်စိတ်၍တဲစိတ်ကိုမြတ်မမိနိုင် အစိတ်တသိစိတ်၍တဲစိတ်ကိုမြတ်မမိနိုင်ယဟန်တို့ဤအတုသာလျှင်အရိယာတပိဖြစ်သောညာအမြင်နှင်းပြီးဆုံးသောတေသာလေးပါးတရားကို ထိုထွန်း၍တိပြီသော ပုဂ္ဂိုလ်အားကုန်ပြီးဆုံးပြီးသောဆင်းရဲဒုက္ခသည်သာလျင်အလွန်များ၏ကျွင်းကြံသောဆင်းရဲဒုက္ခသည် အနေငယ်သာတည်ခொဏဘဝအတန်အရှိရှိသောဆင်းရဲအစုသည်ရှိနိုင်ကုန်ဆုံးပြီးသောဆင်းရဲအဆုကိုထောက်ထားလျင် အစိတ်တရားစိတ်၍တစိတ်ကိုမျှမမီနိုင် အစိတ်တထောင်စိတ်၍တစိတ်ကိုမျှမမီနိုင်အစိတ်တသိစိတ်၍တစိတ်ကိုမျှမမီနိုင်ယဟန်တို့တိစာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည်ဤသို့အကျိုးကြီးလှ၏ယဟန်တို့ တရားမျက်စိသောတာပတ္တိမညာဓမ္မစေကုကိုရခြင်းသည်ဤသို့အကျိုးကြီးလှဤဟုဟောတော်မူ၏